္ဂလာပါစနိုပါဒီနေ့စနိုကဖိုက်ချက်ချင်တယ်ဆိုရဲသူလေးတွေအတွက်ကို9ရက်တီတီစနိုနဲ့တူတူလိုက်ဆော့လို့ရမယ်ဖိုက်လေးကျင်ငန်းလေးတွေသင်ပြပေးတော့မှာပဲဖြစ်ပါတယ်ဒီဖိုက်လေးကျင်ငန်းလေးတွေထဲမှာကြတော့စနိုကဘလိုမျိုးလေးထည့်ပေးထားလဲဆိုတော့ကိုကတီးကြတဲ့နေရာလေးအတွက်ကိုပေါ့နော်တကယ်ထိရောက်စင်မဲ့လေးကျင်ငန်းလေးတွေထည့်ပေးထားမှလို့လိုက်လို့ကြည့်အောင်နော်အရင်ဆုံးအင်ဆာဆိုက်တွေမပြောပြခင်မှာဗာလေးတွေအရေးကြီးလဲဆိုအစားအသောက်လေးတွေအရင်အရေးကြီးอ่ะပေါ့နော်အစားအသောက်ကကြတော့ဘလိုမျိုးလေးစားပြရမလဲဆိုလို့ရှိရင်အသားအိုများများလေးစားပြရမယ်ထမင်းလိုမျိုးကာဘိုဟိုက်ဒရိတ်ကိုကြတော့လိုသလား ောက်ကလေးပဲစားပြရမယ်လိုတလောက်ကလေးပဲဆိုတာကြတော့နဲနိုင်သမျှနဲအောင်လို့စားပြင်တော့ပိုကောင်းတာပေါ့နော်ဒီအပိုင်းထဲမှာပြီးလို့ရှိရင် fiber များများလေးစားပြရမယ်အသီးတွေအရွက်တွေများများလေးစားပြရမယ်ပြီးရင် cofat ကကြတော့ထောဘက်တီးလိုမျိုးကောင်းတဲ့အစီလေးတွေများများစားပြရမယ်ပြီးတော့လို့ရှိရင်အချိုလုံးဝဖြတ်ချပြရမယ်ဒီအပိုင်းမှာစီချောလုံးဝလုံးဝမစားပါနဲ့ပြီးတော့ခေါက်ဆွဲပြုတ်လိုမျိုး process food တွေကိုလုံးဝဖြတ်ချပြရမှာဖြစ်ပါတယ်ရှည်ကကြတော့တနေ့ကို1လီတာနဲ့3လီတာတောက်ပြရမယ်အစားစားပြီးတိုင်းမှာ10မိနစ် လမ်းလျှောက်ပေးရမှာဖြစ်ပါတယ်အဲ့တော့လေ့ကျင့်ခန်းလေးတွေကြည့်လိုက်ရအောင်လေ့ကျင့်ခန်းနေလုံးဝလုံးဝမလုပ်ခင်မှာသွေးပူလေးကိုစားရအောင်เนาะသွေးပူလေးကကျတော့ခြောက်ကလေးကိုပူထားမယ်လက်လေးကိုကတ်ထားမယ်เนาะခြောက်ကိုင်းလက်ကမယ်ခြောက်ပွင့်လက်ပူမယ်အဲ့ဒါလေးကို20တောင်းမယ်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 29 20 okay အဲ့လေးပြီးသွားရင်အပြင်မှာပြည့်တဲ့ပုံစံမျိုးလေးဒါမျိုးလေးလေးဖေညာလေးပြည့်တဲ့ပုံစံမျိုးလေးအဲ့ဒါမျိုးလေးကိုစိတ်ထဲမှာ20ရေးပေးမယ်နော်ဒါလေးသွားရအောင်1 2ဒီလောက်ကလေးပဲ3သွေးပူလေးဆိုတော့လေဒီလောက်လေးပဲလိုရ4 5 6 7 8 9 10 10နောက်ဆက်ောက်10 9 8 7 6 5 4 3 2 1 five, four, three, two, one. Okay, ဒါလေးပြီးတော့လို့ရှိရင်လက်ကလေးကိုပေးဦးဆန်လိုက်နော်။အနောက်ကနေအရှိကိုလွှဲမယ်။ဆယ်ကောင်းနော်။1 2 3 4 5 6 7 8 9 10. ဒါရရှင်ပြောင်းမယ်။10 9 8 7 6 5 4 3 2 โอ้ยนะโอเคตุ้ยปูเลยแหละปีๆสรแล้วไปเลยจังกันเลยสาละยาวปฐมองซ้อเอ็กซ์ไซส์เลยจ้ะรอปะแล่นหลั่นไล่มั้ยเนาะปะแล่นหลั่นไล่มั้ยปะยินดีละหน้าผัดเลยจ้ะรอเต็มมาออกลีเดอุทาทามั้ยเนาะขณะกูปูใบนี่อ่ะแหล่ฉาไล่เลยได้ช็อกเลทสั่นมั้ยเนาะออกใบนี่ก็เท่ๆเหมี่ยวฉะเย่เหมี่ยวไปตามမျိုးเลยเนาะ ခါးလေးရကြတော့နည်းနည်းလေးကော့သွားတတ်တယ်ကိုကခြေောက်ချတဲ့အချိန်မှာခါမကော့အောင်လို့ဗိုင်လေးတွေကိုတေချာလေးညှစ်ပေးထားမယ်နော်ဒါမျိုးလေးကိုစက္ကန့်30တိုင်းမာလေးပေးပြီးတော့သွားပေးမယ်နော်ကဲဒါလေးပြီးသွားပြီဆိုလို့ရှင်ရင် ကိုရဲ့ဒီ6လောက်ကလေးကိုဒါမျိုးလေးသွားမယ်နော်။ဘေးညာလေးတလိုလေးကက်ကြီးလေးပုံစံလိုမျိုးအဲ့လိုမျိုးလုပ်တဲ့ဟာလေး။အဲ့လေးကိုတမအောင်ထဲခုနအတိုင်းမဲ့လက်ထဲမယ်။ပလက်လေးလှမ်းမယ်။6လေးကိုချမယ်။ဒါမျိုးလေးနော်။အိတ်တိုင်းလေးဟိုထားပေးမယ်။ခါးလေးရကြသေးချလေးကတ်ထားပေးမယ်နော်။အောက်ကကျန်လေးနဲ့။ဒါလေးကိုလည်းခုနပြောတဲ့အတိုင်းပဲစက္ကန့်30တိုင်းမှလေးပေးပြီးတော့သွားပေးပါမယ်။ဟေ့ဒါလေးပြီးသွားရင်ချက်ကလေးကိုပူလိုက်ဒူးလေးကိုကိုေးပြီးတော့ဘိုက်ထဲထုတ်မယ်ရန်စမ်းထုတ်မယ်နော်ကိုေးမယ်စမ်းထုတ်မယ် ဒီရင်ဘတ်ထဲကိုဆွဲထည့်လိုက်တဲ့ပုံစံမျိုးလေးနော်ဒါလေးကိုလည်းစကန်30တိုင်းမာလေးပေးပြီးတော့သွားပေးပါအားမျိုးလေးနော်ကိုယ်မဲစန်ထုပ်ကိုယ်မဲစန်ထုပ်ကဲဒါလေးပြီးသွားပြီဆိုလို့ရှိရင်နောက်ဆုံးပိတ်လေးရကြတော့ plan လေးထောက်မယ်နော် plan က high plan လေးပဲထောက်ကြမယ် ခဏကိုကကြတော့ပခုံးနဲ့လက်တန်တန်လေးထားမယ်။နောက်ကိုပေါ်ပိုင်းလေးတွေကိုတစ်ဖြောင်းနဲ့ထားမယ်။ဖိုက်ကလေးတွေကိုညှစ်ထားမယ်။ကြောကုန်းလေးတွေကိုတွန်းထားမယ်နော်။ဒါမျိုးလေးကိုစက္ကန့်30လေးတွားပေးတိုင်မာလေးပေးပြီးတော့โอเคခုနကစနုပ်ပြရတဲ့လေ့ကျင့်ခန်းလေးရကြတော့၄မျိုးပေါ့เนาะ၄မျိုးကိုတစ်ခါလုပ်မယ်အကုန်လုံးပြီးသွားပြီဆိုလို့ရှိရင်ဒီ၄မျိုးလေးကိုပဲနောက်ထပ်နှစ်ခေါက်ထပ်လုပ်ပြရမှာပဲဖြစ်ပါတယ်အဲ့တော့နောက်ဗီဒီယိုလေးမှာဆုံကြမယ်เนาะ day 2လေးမှာပြန်တွေ့မယ်တတ်တာ